မိမိအန်ရကာဝေးရဲ့အတွက်73စီပန်းရှင်တွေကိုဖိတ်ခေါ်ပြီးဟောပြောတေးဥပြပွဲတစ်ခုကိုဗကိုတိုင်းပြည်မြို့မှာပြုလုပ်ခဲ့ပါတယ်။ဒေါခင်ပါသတင်းမှာယူစားနိုင်ပါတယ်ခင်ဗျာ။အာမေရှာကျူးခဲရတော့လေကော။ဟာပြည်ခရိုင်အတွင်းကတက်စီအယောင်ဆိုင်တာဝန်ရှိသူတွေနဲ့ဝန်ထမ်းတွေကိုခေါ်ယူပြီးမိဘအနေကာကွယ်ရေးအတွက်လက်တွေ့တရုပ်ပြတဲ့ပွဲတစ်ခုနဲ့ဟော်ပြောပွဲတစ်ခုကိုလက်မလော်လန်းဘဟုမိသက်စခန်းမှာဒီကနေ့ဖေဖော်ဝါရီလ25ရက်နေ့မနက်ကကျင်းပပြုလုပ်ခဲ့တာပါ။အာမိသက်ဦးဌာနအနေနဲ့ ရွေးချိုတင်ကာကွယ်ရေးနောက်တော့ကျွန်တော်တို့အဓိကဖြစ်ပေါ်တဲ့ဘာလဲဆိုတော့ကျွန်တော်73စီပေါ့စာရီမှာစီချတဲ့အခါမှာမိလောင်နိုင်တဲ့မိမလောင်စီစဉ်နေစီနေကျွန်တော်တို့ဒါမိလောင်ဘာလို့ချူတင်ကာကွယ်ရမလဲတော့ဒါရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာခေါ်ယူတည်ပေးတယ်တို့ကလည်းကျွန်တော်စီပေါ့စာများချတဲ့အခါမှာဟလာဟို ဟိုစီကန်းချက်လေးတွေပေါ့သတ်မှတ်ပေးလိုက်ပါတယ်ဒါလေးတွေနဲ့စီကန်းချက်လိုက်တာပေါ့အဓိကတော့ဒါပဲဒီကဖြစ်ပါတယ်မိမလောင်အချူတင်ကာွယ်ဘူးအဓိကပါတယ်တက်စီဆိုင်မှာလောက်ကိုင်းတဲ့ဘွဲရဝန်ထမ်းတွေဟာရန်ကုန်မှာမိမိအနေနဲ့ကာကွယ်ရေးတင်တဲ့နေတယောက်တင် जा ခဲ့ကြပြီးကျန်အလုသမားတွေကိုတဆင့်ပြန်လဲပို့ချတင် जा တာမျိုးရှိပါတယ်။ဒါပေမဲ့အခုတခါဟော့ပြောပို့ချတဲ့မိမိအနေနဲ့ဂျိုတင်ကာကွယ်တဲ့တင်တဲ့ကတော့တက်စီဆိုင်မှာတာဝန်ထမ်းဆောင်တဲ့သူအားလုံးကိုပို့ချပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါမင်းတို့တာဝန်ချင်တာမင်းတို့ဆိုင်ဒီမှာတာဝန်ချင်တာမင်းတို့ချင်တာ အဓိကစီဇန်တွေမှာစီချတဲ့အခါမှာတက်နိုင်သမျှအန်ရကင်းအောင်အသုံးပြုတဲ့တန်တွေဖွင့်တဲ့ခေါက်တန်တွေဟာတန်နဲ့ပြုလုပ်ထားတဲ့ခေါက်တန်တွေမသုံးဖို့တဲပုံပြုလုပ်ထားဖို့လုံချိုင်းဝင်နှန်းတယောက်တည်တန့်ထားဖို့စီအတင်ချလုပ်ဖို့နေရာတစ်ခုတည်တန့်သတ်မှတ်ထားဖို့စတာတွေနဲ့စီဇန်တွေလိုင်းနာရမယ့်စီကန့်တွေကိုဟောပြောပို့ချတည်ုပ်ပြခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတရုတ်ပြပွဲကိုပြီးခရိုင်အတွင်းကတက်စီဆိုင်ပေါင်း32ဆိုင်၊ရက်ကွက်ကြေးရအရန်မီတက်တွေ၊ချက်ချင်ီတက်ဖွဲ့တွေ၊ရဲတက်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပါတယ်။ဒီလိုတင်နန်းမျိုး2013ခုနှစ်ကတကြိမ်ပြုလုပ်ခဲ့ပူပါတယ်။ကျွန်မခီပါပါရှင်။